အခုဆိုရင်တော့ပိုင်နဂွန်ရဲ့ညီအရင်ဖြစ်တဲ့ရှင်မုံပြည်ရဲ့မရိမှုတွေကတခုပြီးတခုပေါ်လာခဲ့ပြီလေဖြစ်ပါတယ်။ဒီကောင်ကအခုတော့ယောက်ျားပြည်သစာကြီးကိုဖြစ်နေတာဗျ။ဒီကောင်ဟာအိမ်ပေါ်ကဆင်းရတဲ့အကြောင်းအရာလေးတကယ်ကိုမှရည်စရာနော်။သူ့အမိကိုကားတောင်းတယ်၊သူ့အမိဝယ်ပေးတဲ့ကားကနော်။သူလိုချင်တဲ့ကားမဟုတ်ဘူး။သူလိုချင်တဲ့ကားကပြိုင်ကားဒါကြောင့်မလို့အိမ်ပေါ်ကဆင်းရတယ်ဗျ။ဆိုတော့နောက်ဆုံးမှမမိခြေတော့ပေါ်မမိရက်တီမဲဆိုရလဲမရှိဘူး။မဟုတ်လေ။ ကောင်မလေးနော်ကောင်မလေးဆီမှာသွားပြီးတော့ခြူစားတယ်ဗျာကောင်မလေးကသနစ်စာလောက်ကိုသမင်းကျွေးတာနော်အင်္ဂါခါတွေအပေါဝင်အကုန်လုံးသူပဲကိုခံခဲ့တာဖြစ်တယ်ဘူဘူစားဖို့အကုန်လုံးကုန်ချက်ခံပြီးခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာတခုမှားတာကကောင်မလေးကသူ့တဘွားတခုလုံးကလကားပေးလိုက်တာပဲနော်သူလည်းအခမဲ့ပြည်သူစားလို့ဖြစ်သွားတယ်ဘူဘေကကောင်ကလည်းခွင်းရင်သမားနော်တကယ်ကိုမရင်းကောင်သူ့အပြင်မိမပေါင်း၁၀ယောက်ကျော်လောက်ကိုစားထားတဲ့ကောင်ယောက်ျားပြည်သူစားဖြစ်တယ် အဲ့ဒါလိုမျိုးစားထားပြီးတော့တော့မမချီရီရဲ့ sponsor ကိုယူနေတဲ့သူဖြစ်တယ်ဘိုင်ဒကိုညီပဲအဲ့ဒါနော်ဖေမီအေးတဲမှာမွေးလာခဲ့ပေမဲ့ဘိုင်ဒကိုနဲ့သူ့ရဲ့ညီကအလိုမဲ့စိတ်ဓာတ်ကွာတယ်ဗျနော်ခရင်ချက်ချင်းလေးကွာတယ်ဘိုင်ဒကိုကကျတော့သူထားခဲ့တဲ့ကောင်မလေးကိုသူစချစ်တုံးကခရီးပေးထားတဲ့အတိုင်းပဲဒီနေ့ပြည့်ရင်ယူမယ်တန်28နှစ်ပြည့်ရင်ယူမယ်ဆိုတဲ့အတိုင်းပဲတကယ်ပဲယူခဲ့တာဖြစ်တယ်ဒီကောင်ကျတော့မသူဘူးကောင်မလေးတွေကိုအခမဲ့စားတယ်ဝေကြီးယူတယ် သူသူ့ကိုတကယ်ချစ်တယ်သူ့ကိုတကယ်နော်အနွန်အနွန်တာခံပြီးတော့လုပ်ပြီးတဲ့ကောင်မလေးကိုလေဒီကောင်ကသစ္စာဖောက်တယ်ဆိုတော့တကယ်မရင်းကောင်ပဲဆိုတော့ကိုပိုင်ကူနဲ့သူ့ရဲ့အမေကဒီကောင်လေးကိုနော်မွေပြတ်ဆွလို့ဖို့အတွက်လှုပ်ဆောင်နေပြီဖြစ်ကြောင်းလည်းတဲ့တင်းကတော့တက်လာနေတယ်ဒီချက်တော့မသိရသေးဘူးပိုင်ကူကလေဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာ celebrity ကအစားလားမီဒီယာ queen တို့ကအစားတွားရောက်မင်းမြတ်တဲ့အခါမှာဒီကိစ္စကိုဖြေဖို့အတွက်ညှင်းဆိုထားတာဖြစ်ကြောင်းပိုင်ကူကဒီကိစ္စနဲ့ပတ်သက်ပြီးအတော်လေး image ထိသွားခဲ့ပြီဖြစ်ကြောင်းလည်းသိရပါဘူး အင်မတန်မှစိတ်မကောင်းပါဘူးဗျာလူတွေကတော့ပြောနေကြပါပြီတမီရီတွေမွေးလာပြီးတော့စိတ်တက်ကွာလိုက်တာဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်